အားသောဝါလာချင်းကြီးကိုမတော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လ30ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာကြည့်သူတွေကတော့အစိုးရကြီးရပါလိမ့်မယ်ကေဖရောင်းနေတဲ့ပုဂ္ဂိုလ်တော့ဖေဘီဆိုရိုမာနိုပေါ်ပြထားတဲ့ အခြေအနေရယ် local သတင်းထောက်တယောက်ဖော်ပြထားတဲ့အခြေအနေရယ်ဒါတွေကယောဂရက်နဲ့ပတ်သက်တဲ့အခြေအနေတွေကိုဖော်ပြပြီးတော့မှာပါအာဆင်နယ်တို့ကြံခဲ့တဲ့ယာတီတွေကတိုက်စစ်မှုမဝဲခဲ့ဘူးအခုဒီယာတီတိုက်စစ်မှုလဲဝယ်လဲဝယ်အုပ်ော်တောင်းတင်းမယ်ဘသူနဲ့မှမတူတာအာဆင်နယ်တိုက်စစ်မှုဝယ်ပြီဆိုတကယ်ပြောတာပါကဲကျွန်တော်ကြည့်လိုက်အောင်ရိုမာနိုရဲ့ဖော်ပြထားချက်ရဆိုရင်တော့ Sporting Lisbon အသင်းရဲ့ဥက္ကဋ္ဌ Fredico Barandak က ဒေတာယောဂရန်ပတ်နဲ့ပတ်သက်ပြီးတော့ဘလောက်တန်လဲဆိုတော့ကျွန်တော်မပြောဘူး။ကစားသမားသူဘလောက်တန်လဲဆိုတာအတိဆုံးဖြစ်ပါလိမ့်မယ်။တခုတော့ရှိရယ်။ယူအတန်း60 plat ဘောနက်ယူ70တန်းနဲ့တော့သူ့ကိုကျွန်တော်တို့ပြီးမသွားနိုင်ဘူး။မရောင်းနိုင်ဘူးဆိုပြီးတော့ဒါကရူမာနိုကဖော်ပြသွားတယ်။ဒီနေရာမှာရူမာနိုကဒီအပိုင်းလေးပဲဖော်ပြသွားတာ။ဒါပေမဲ့တချို့ pocket တွေမှာ local သတင်းထောက်တွေနဲ့သူပြောထားတဲ့အချက်လက်တွေရှိရယ်။အဲ့မှာဆိုလို့ရှိရင်တော့ပေါ်တူဂီသတင်းထောက်ပင်တူဖော်ပြထားတာကြတော့ ဗီတာယောဂရက်ထက်6လလောက်ပဲငယ်တဲ့ဇူီမတီကိုအာဆင်နယ်ကယူ65တန်းပေးပြီးဝယ်ထားတယ်။နောက်ပြီးတော့ United ကလည်းဝူဘာဟမ်တန်ကကူညာကိုယူ85တန်းပေးပြီးတော့ဝယ်ထားတယ်။အဲ့တော့ကျွန်တော်တို့လည်းကျွန်တော်တို့ကစားသမားနဲ့ပတ်သက်ပြီးတန်တန်ကြီးလိုချင်ဆိုပြီးသူကပြောသွားတယ်။ဆိုလိုချင်တာကဗျာမင်းတို့အခြားကစားသမားကြီးကြတော့တန်ကြီးကြီးကြီးဝယ်ပြီးငါစီကယောဂရက်ကြတော့မင်းတို့ကဈေးနှိမ်တာလားဆိုတဲ့ပုံစံမျိုးနဲ့သူကရင်ဖွင့်ထားတဲ့သဘောမျိုး။အဲ့တော့ကျွန်တော်တို့တစ်ချက်ကြည့်လိုက်အောင်။သူဘက်ကကြည့်တော့မှန်လားဆိုတော့အမှန်တကယ်တော့သူကသူကင်ထားတဲ့ကက်က အသက်28နှစ်ရဲ့စီရင်သားကပ်သူပိုင်ထားတာဒီ23နှစ်သားတဦးဆိုရင်ဒါသူ့ဘက်ကမှန်တယ်သူရလို့တဲ့တန်ကြီးအခုဗျာပရီးမီးယားလိမှာမဖြစ်ထွန်းွားလို့ပေါ်တူဂီလိကြတော့မှခြေစွမ်းတောက်လာခဲ့တဲ့ကစားသမားတူဦးကိုသူကအသက်ငယ်ငယ်ကစားသမားတူဦးလို့တောင်းဆိုချင်တာဒါပေမဲ့မရဘူးလေ28နှစ်သားပြီးတော့ကစားသမားလည်းပရီးမီးယားလိကိုပြန်လာခြင်းနဲ့အဲ့တော့သူတို့ဘက်ကလိုက်ရောအောင်အခုကသူဘာဖြစ်လဲဆိုတော့ယူရိုတန်း60ပလတ် အတ်အွန်ဘောနဲ့ယူဆယ်တန်းစုစုပေါင်းတန်း80တန်းပက်ကိတ်ကိုအေဂျင့်နဲ့မင်းတို့လောက်တာငါနဲ့မဆိုင်ဘူးဒါပေမဲ့ငါတော့ဒီထက်ပို့လို့ခြင်းနဲ့ငါကစားသမောက်အခြေခံပြောင်းရွှေ့ဂျီကိုမင်းတို့ဇူယီမန်တီတို့ကူညာတော့ဝယ်တဲ့တန်ချစ်တက်ပို့ပြီးလိုချင်ဆိုပြီးသူပြောသွားတာဒါနှစ်သိန်းလုံးကိုသူဒဲစိန်ခေါ်လိုက်တာပြီးတော့လည်းပြောသွားသေးရပါတယ်ကျွန်တော်တို့ကကစားသမားရောင်းချမှအစီအပြေမဲ့တင်းပုံမရောင်းရလဲဖြစ်တယ်ဆိုပြီးတော့ပြောသွားသေးတယ်အဲ့ဆိုဒီဥက္ခရာတော့တကယ်ခတိနေမှာဒါတော့ဥက္ခရာပိုင်းတစ်ဖက်ကယောဂရက်ကလည်းသိရမလား ထွက်မအောင်ဖြစ်မယ်စပိုတင်တက်မကစားခြင်းတော့ဆိုပြီးတော့ပြောတယ်ဒါဒီကတော့အာဘော်ကြီးလည်းဖြစ်နိုင်တယ်လိုကယ်သတင်းထောက်တီရဲ့ပြောတာလည်းဒါယောဂရက်ကဟာကိုခြေကားကြီးပြောရလဲဖြစ်ကောင်းဖြစ်နိုင်ပါလေပရိုကစားသမားတွေကတော့စာချုပ်တက်တန်းကုန်တဲ့အထိသူ့ကိုပိုင်နိုင်တဲ့အတင်းမှာသူတို့ဆော့ရမှာပဲမဆော့ချင်လို့မရဘူးလေစာချုပ်မှာလက်မှတ်ထိုးပြီးသားအဲ့ဒီအတင်းအတွက်လည်းသူက2028ခုနှစ်ထိစာချုပ်ကကြံသေးတယ်ဒီနေရာမှာ agent setting gra နဲ့ အာဆင်နယ်သင်းကြားကအခြေအနေကအားလုံးအပေါင်းလက္ခဏာဆောင်တယ်။ဒါပေမဲ့အန်ဒရီဘာတာကယောဂရက်လူမျိုးအသက်ကြီးတဲ့ကစားသမားတဦးပရီးမီးယားလိမှာတက်တည်မပြသေးတဲ့ကစားသမားတဦးကိုရမယ်ဆိုလဲဈေးသက်သာသာလူချင်းနဲ့တစ်ဖက်ကစပိုတင်းတို့တောင်းဆိုကြတဲ့ဒီယူအိုတန်း80 90လောက်ကိုတော့မပေးနိုင်ဘူး။28နှစ်သား တဖြည်းဖြည်းနဲ့အသက်28နှစ်ကမကြာခင်မှာပြည်သွားတော့မယ့်အနေထားအဲ့ဒီအနေထားကြောင်းလက်ရှိအာဆင်နယ်နဲ့ယောဂရက်အနေထားတဖြည်းဖြည်းနဲ့ဝေးကွာသွားသလိုနဲ့တစ်ဖက်ကဆက်စကိုနဲ့နီလာဆိုလည်းအဲ့လောက်ကြီးမဟုတ်အခုနောက်ပိုင်းကျတော့ဘက်ဂျမင်ဆက်စကိုနဲ့အာဆင်နယ်ဂျာကအချိန်ကြီးကျတော့တစ်ဖက်ကဒီဂျာမန်သတင်းစာတွေကတော့ဈေးစားလျှော့ပြီးဘာညာနဲ့ marketing စီညာတွေ့တယ်အဲ့တော့ဒီနှစ်ဦးတွေကဘယ်သူဝယ်သွားမလဲအခုကျွန်တော်သတင်းတချို့ကြားပါတယ်ဂျာမန်သတင်းစာဘေးလ်ကဖော်ပြထားတာ အဲ့ဒါကဒီ front basket တိုက်စစ်သားမဟိုကူအကီတီကီကိုလည်းအာဆင်နယ်ကိုစိတ်ဝင်စားသူတည်င်းတက်လာအကေးမနေ့ကညနေတည်င်းပါရင်တော့ဒီအကြောင်းကျွန်တော်ထည့်ပြီးပြောပြပါမယ်အဲ့တော့ဘလို့ထင်ကြလဲယောဂရက်ဆက်စကိုမရရင်ဘသူ့ကိုဈေးကွက်ထဲမှာဝယ်ခြင်းလဲခေါမဝင်ရောက်ရေးသားပြီးတော့ပါဦးဒုတိယမြောက်တရင်တပုတ်ကတော့ဒါရိုမာနိုဖော်ပြထားတဲ့တရင်ပေါ့လေဒီဟာမနေ့ကညဒီရှစ်ခွဲ9နိုင်လောက်ကဖြစ်သွားတဲ့အချိန်လေး ရိုမာနိုကကောက်တင်တာအာမကြာခင်မှာအာဆင်နယ်ကအကြီးတစ်ခုလှုပ်ဖို့ရှိရဲ့ဘာညာနဲ့ပြီးလဲပြီးရောကျွန်တော်တို့အားလုံးမျှော်လင့်ထားတဲ့ခိုင်စကားမတူနဲ့ပဲတင်းထွက်လာခဲ့တာအခုနောက်မှာရိုမာနိုကအာဆင်နယ်နဲ့ပတ်သက်လို့ရှိရင်လေလူတွေစိတ်ဝင်စားအောင်အရန်လှုပ်တယ်ဒါပေမဲ့ကျွန်တော်တို့ကိုအာဆင်နယ်ဖန်တွေမြင်မှာဆိုရင်တော့စနေတယ်လို့ခံစားရတယ်ဒါတော့သူ့ရဲ့ marketing ပိုင်းပေါ့လေအဲ့တော့ तू ကဘာပြောသွားလဲဆိုတော့ Arsenal ကလက်ရှိချိန်မှာဆွေးနွေးနေခဲ့တဲ့ Spain La Liga club Valencia တင်းရဲ့နောက်ခံကစားသမားဒါ Christian Mbappe ကို အပြည့်ဝသဘောတူညီမှုရခဲ့ပြီဒါကစတင်ကမ်းလှမ်းတဲ့နေရာဦးကကစားသမားအာဆင်နယ်ကိုမီးစိမ်းပြပြီးသားခေါင်းညိတ်ပြီးသားအရင်မထူဆန်းဘူးနောက်တစ်ချက်ကကျတော့အာဆင်နယ်ကအဲ့ဒီနေ့တုန်းက UO 14တန်းနဲ့ပဲကမ်းလှမ်းခဲ့တာဖြစ်တဲ့အတွက်ပေချခံလိုက်ရတယ်ဒါပေမဲ့အခုတော့ UO တန်း20လောက်ရှိတဲ့ပက်ကိတ်နဲ့ဒုတိယကြိမ်ကမ်းလှမ်းမှုအတွက်လုံနေတယ်နှစ်သိန်းကျားလက်စကားပြောဆိုနေတယ်အဆင်ပြေသွားဖို့များဆိုပြီးတော့ရိုမန်နိုကပြောသွားတယ်ဒီကစားသမားရောက်သည့်ဖြစ်စေမရောက်သည့်ဖြစ်စေကျွန်တော်တို့ရဲ့ feeling ကတိုက်စင်မှုရောက်ဖို့ပဲရှိတာ ဒီစားမဟုတ်လိုချင်လားဆိုတော့လိုချင်တယ်ဒါပေမဲ့ဒီထက်တက်မှာကျွန်တော်မျောပြီးတော့အချိန်ကြီးကုန်နေမှာမဟုတ်တော့သိရမလားဖြတ်ရင်လည်းဖြတ်လိုက်တော့တန်းနဲ့ဆက်ပြီးလို့အဆင်ပြေဘူးလား25တန်းပြီးလားအဲ့ထက်တော့ပုံမပေးနဲ့တော့ဘာလို့ပန်နစ်ပိုင်းတွေလုံးမှာတော့ပြီးတော့လည်းအရန်အတွက်ခေါ်ပါအဲ့ကစားသမားကစပိန်လာလီဂါမှာ ground zero ဝင်နေတအားကောင်းလို့ဆိုတာသိတယ်ဒါပေမဲ့တော်ပြီလေကျွန်တော်တို့အရန်ကစားမတူဦးတဲ့ကျွန်တော်တို့တတ်မှတ်ထားတဲ့တန်ကြီးကန်လန်လို့မှတစ်ဖက်ကလောဘကြီးနေလွှတ်ချလိုက်တော့တိုက်စစ်မှုပဲပဲမြောက်လေတဲ့အမှန်အခုဆိုပြဒီနေ့ဂျွန်30ဇူလိုင် ော့ဂတ်နှစ်လပဲရှိတော့တယ်အဲ့နှစ်လဆိုရင်လည်းတလာခွေးလောက်ပဲလှုပ်လှုပ်လို့ရမှာဘာလို့ဆိုတော့အော့ဂတ်လာလဲဆိုပရီးမီးယားလိဂ်ပြန်စပြီဘောလုံးစားကံပြီဆိုတဲ့ဟိုကတော်တော်အသင်းတွေကကစားသမားမရောတော့ဘူးနောက်ဆုံးမြာဆက်စကိုကိုလာဝယ်လို့ရောင်းချမယ်ဆိုအဲ့ထပ်ပို့ပြီးတောင်းတော့မှာဘာလို့လဲဆက်စကိုအစားတို့တယောက်သူတို့ပြန်ပြီးဝယ်ရမယ်ဂျာမန်ပိုနယ်လီကစပြီတစ်ဖက်မှာလည်းစပိုတင်တို့ကလည်းအဲ့ပုံစံပဲ ပေါ်တူဂီလီစပြီဆိုတာနဲ့သူတို့ကစားသမားရောင်း၆ပေါ်ပို့ပြီးခတ်ခဲသွားပြီ။အဲဒါကြောင့်အာဆင်နယ်နေနဲ့9လပိုင်းတလရဲ့7လပိုင်းလာဝက်ခဲ့စုစုပေါင်း45ရက်ပဲအလုပ်လုပ်ချင်ရှိရတယ်။အဲတော့တိုက်စစ်မှုတူကိုအနားလိုက်တော့မှသိရမှာပေးသက်ကျင်းတဲ့ဟိုဟိုပေါ်ချောင်းကောင်ဖြည့်မလားဒါမှမဟုတ်တကယ်ပဲငွေကိုလိုအပ်ထပ်ပို့ပြီးသုံးသွားမလားဆိုတော့စောင့်ကြမယ်။ အန်ဒရီဘာဒိုင်ပထမဆုံးအပြောင်းရွှေ့ transfer လဲဖြစ်တဲ့အတွက်ပေါ့လေအဲ့တော့22နှစ်အရွယ်ဒီခန်းစကစားမှကြောင့်ပြောလိုက်ရအောင်ကြံခဲ့တဲ့နှစ်ရက်ကလည်းကျွန်တော်ပြောပြီးဖြစ်တဲ့အတွက် data ချက်လက်တွေသိပြီးဖြစ်မှာပါအရက်မောင်းမြင်ပါတယ်အရက်6ပေ3လမှရှိတယ်22နှစ်သာနောက်ပြီးတော့2026ခုနှစ်ပြည်စာရုပ်ကြံတော့ဖြစ်တဲ့အတွက်ဆန်းနှလားပဲစာရုပ်ကြံတဲ့ကစားသမားကိုဘလင်စီယာတို့ကအတကုံတောင်းနေဆိုတာကအာဆင်နယ်တို့ လာပြီးဆွေးနွေးတဲ့အခါမှာအော်သူတို့ကစားသမားဥယောပထိတ်တန်းတင်းတင်းစိတ်ဝင်စားတာပဲဒီထက်ပိုပြီးတောင်းလို့ရနိုင်တယ်ဆိုပြီးတော့ငွေညစ်တဲ့သဘောမျိုးပဲဘာပြောပါကျွန်တော်ကတော့ဒီကစားမကိုလိုချင်တာဆိုတော့လိုချင်တယ်ဒါပေမဲ့ဒီထက်ထဲမှာအချိန်တွေအများကြီးတော့မကုံသင့်ဘူးလို့ထင်ပါတယ်တက်တက်မြောက်တဲ့ရင်တစ်ပုတ်ကိုတော့ဒါအသင်းကိုအငှားစာချုပ်ပြစ်ပြီးပြန်လာမဲ့ကစားသမားနှစ်ဦးနဲ့ပတ်သက်ပြီးဖော်ပြပြီးတော့ပါပါအသင်းမှာမလိုအပ်လို့အငှားချလိုက်တယ် အဲငါးချလိုက်တဲ့ကလပ်သင်းရလည်းအပြည့်အဝမကြိုက်တာဖြစ်တဲ့အတွက်မိခင်ကလပ်အာဆင်နယ်ကိုပြန်ပို့တဲ့ကစားသမားနှစ်ဦးပေါ့လေပထမတစ်ယောက်ဆမ်ပီလူကွန်ညာအမေရိကန်တော့အငါးချလိုက်တဲ့ကစားသမားသူတို့နှစ်ယောက်ပြန်မှာနောက်တစ်ယောက်ရှိသေးတယ်။အဲ့ဒါကနူနိုထာဘာတဲ့သူကတော့ရောင်းထွက်သွားတယ်။တစ်ဖက်ကလည်းကြိုက်တာဟုတ်။ဒါပေမဲ့အခုဆမ်ပီလူကွန်ညာတော့စီဗီလာမှာသွားကစားတယ်။သွားကစားရင်းနဲ့ဆရာသမားအမဒံယာရီလည်းရတယ်။ခြေစွမ်းတော့အနေငယ်ပြနိုင်ဆိုမဲ့တစ်ဖက်သင်းကမဝယ်ဘူး။အာဆင်နယ်ကိုပြန်ပြီးပို့လိုက်တယ်။အာဆင်နယ်ဒီကစားသမားနဲ့နှစ်ဦးကြား တနှစ်စာချုပ်ကိုအသက်သွင်းလိုက်တယ်။ဆန္ဒလအတော်တွေမှာဒီစားမောက်တညတရက်နဲ့ရောင်းချဖို့တော်တော်ပြင်ဆင်နေတယ်။အသက်25နှစ်ရဲ့ဘယ်လ်ဂျီယန်သားကတော့2021ကအန်တလက်အသင်းစီကနေပြီးတော့တော်တော်များအာဆီနယ်လီဂျန်ကြီးကကောင်းနေခေါ်လိုက်ဆိုပြီးထောက်ခံချက်နဲ့သူရောက်လာခဲ့တာ။အဲ့တော့မှတ်မိဦးမယ်ထင်းတယ်။တော်တော်များလီဂျန်ကြီးကဟာဘာလက်သိညာလက်သိဆိုပြီးခေါ်ခိုင်းလိုက်တာ။အဲ့တော့မဖြစ်လာလို့ပေါ့ဖြစ်လာလို့ရှိရင်တော့ဒါသူတို့မှန်တာပေါ့လေ။ EU 18.5%ကျွန်တော်တို့အဲ့တော့သုံးခဲ့ရတယ်။အခုတော့ transfer market မှာ EU 10%ပဲတန်ကြီးရှိတော့တယ်။တစ်ဘက်ကိုပေါင်9000ပေးချေ ထားပြီးတော့ဒီကစားသမားတော့အငားသွားဆော့တဲ့တနစ်တာကာလာတွင်မှာ23ဝမှာ18ပွဲဝင်ရောက်ဆော့ထားတဲ့နှလုံးဖန်တီးထားပါတယ်ကျွန်တော်လည်းအများကြီးဆမ်မီလိုကိုညာကိုမျှော်လင့်ခဲ့ရပါလေပြီးများလိမှာပဲအသားမကျတာဒဏ်ရာအင်ဂျူရီတွေကပဲတိုင်ပတ်သွားလာတော့မသိဘူးအာဆင်နယ်ဝီးဒီကထောက်ချောက်အငားတွေပဲထွက်ဆော့ရတယ်အခုဆိုလည်းအာဆင်နယ်သူ့ကိုအပီးပြက်ပဲရောင်းချခြင်းနေပါတယ်ကဲနောက်ထပ်တစ်ယောက်ကကျတော့ဖေဗီယိုဘီအေယာအာရီတာတော်တော်လေးကြိုက်ပြီးတော့ crazy ဖြစ်ပြီးဝယ်ထားခဲ့တဲ့ကစားသမားပေါ့လေဆရာသမားသူ့ကိုဝယ်ခဲ့တော့ဆိုလို့ရှိရင်တော့တန်ကြီးကမနေဘူးပေးခဲ့ရတယ် ဲ့တော့ဒီကစားသမားတော့ပေါ်တိုအသင်းနဲ့အတူကလပ်ဝေါ်ကပ်ဝင်ပြီးပြိုင်ခဲ့တယ်။ဒါပေမဲ့ပေါ်တိုအသင်းကကလပ်ဝေါ်ကပ်မှာအုပ်စုစင်းကပြုတ်တဲ့ခါမှာတော့ဆရာသမားကဒီစာချုပ်အငှားစာချုပ်ကိုရူရဆိုရင်တော့အာဆင်နယ်စီကိုပြန်လာခဲ့လိုက်ရတာဗောလေပထမကပေါ်တိုကဒီကစားသမားကိုဝဲခြင်းတယ်။ဒါပေမဲ့အာဆင်နယ်ကိုတတ်မှတ်ထားတဲ့တန်ကြီးကိုကြောင့်မပေးနိုင်ဘူး။အဲ့ဒါလေအဲ့ဘက်က အသင်းတွေအီတလီတို့ပေါ်တူဂီတို့တော်တော်များအသင်းတွေဟာလေသူတို့ဆီကကစားသမားကိုတောင်းဝင်ကော့ပြန်နေအောင်ဈေးတင်ပြီးရောင်းတယ်ဒါပေမဲ့အဲ့ကစားသမားကိုသူတို့ရောင်းလိုက်တုန်းကဈေးတိုင်းပဲပြန်ဝယ်ပါဟဲ့ဆိုဘယ်သင်းမှမဝယ်နိုင်ဘူးဗန်နိုင်းပိုင်းလူလူဘာလူလူလောက်ခတ်မှာတက်နိုင်တာလူအကုန်လုံးခေါင်းဆောင်သွားကြတယ်အခုကိစ္စမှာလဲပေါ်တူကဖေဗီယိုဘီယက်ကိုပြန်ပို့တယ်အဲ့တော့အာဆင်နယ်အသင်းရဲ့အဝင်းထဲမှာလဲသိရမလားဒီကစားသမားကိုဒီယရူးမှာသွားထားလို့လည်းမရဘူးသူ့ရဲ့ဒီ physical ဘိုင်းတွေကတောင်ပေါ်မှာကျတော့လဲအဲ့လောက်ကြီးတွန်းတက်ကြီးပေါက်ဆက်တွိုးဝင်တာမဟုတ်ဘူးသူနဲ့ပတ်သက်ပြီးဒီ ကွင်းလေတိုက်စစ်အိုရီဂန်ညမှာထားမယ်ဆိုလေအီတန်ဝန်ဒီတောက်လုံးရှိနေသေးတယ်ပြီးတော့မက်တိုမန်လေးကလည်းရောက်လာအောင်အဲ့တော့ तू ကဘယ်ညမှာဆော့မှမသိဘူးဖြစ်နေအဲ့တော့အာဆင်နယ်တို့ပြန်ပြီးတော့ polish တင်ပြီးမလားအငှားပဲချမလားတန်ရစ်တရရွှော့ချပြီးရောင်းချသွားမလားဆိုတော့စောင့်ကြပါပါ24နှစ်ရဲ့ပေါ်တူဂီသားတော့အာဆင်နယ်နဲ့2029ခုနှစ်ကြီးတော့စာချုပ်သက်တမ်းရှိပါသေးတယ် ဘောလုံးပွဲတွေကိုစီးပွားဖြစ်ဖြစ်ပျော်ရမ်းဖြစ်ဖြစ်ကစားခြင်းနဲ့ဆိုတော့ကိုထွတ်စီမှာလာပြီးတော့ဆော့လို့ရပါပြီ။ကိုထွတ်စီမှာဘောလုံးပွဲတွေဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်39 646 46လုံး33 Telegram နံပါတ်39 95 923 9000နေရာတို့မှာဆက်သွယ်ပြီးကစားလို့ရပါတယ်။ဘောလုံးပွဲတွေဆော့မယ်ဆိုရင်တော့တေချာတွေးပြီးတော့ကစားပါ။ကိုတက်နိုင်တဲ့ပမာဏနဲ့ဆော့ပါလေ။ကျွန်တော်စီမှာလာလောလုံးနဲ့တူတော်များတော့နိုင်ရတာများတယ်။အခုလည်းမကြာခဏလာပြီးတော့ငွေသွင်းငွေထွက်လုပ်နေရတွေ့ပါတယ်။ကျွန်တော်စီမှာဓာတ်ရိုက်လာပြီးတော့ဆော့လို့ရပါတယ်။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့2008ခုနှစ်မှာမွေးတဲ့ ဥရောပထိပ်တန်းလိကြီးတွေကနေပြီးတော့ဈေးကြီးဆုံးကစားသမား9ယောက်နံပါတ်9ကနေစပြောအောင်နံပါတ်9ကနေပြီးတော့ကစားသမားတော့ဒါစပိုတင်ကနေချယ်ဆီကိုရောက်လာခဲ့တဲ့ကွန်တာ UO 55တန်းတန်ကြီးရှိရယ်အသက်အခုမှ16နှစ်ပဲရှိသေးတယ်နံပါတ်6နေရာတော့အာဆင်နယ်ရဲ့တကယ်ဟေးအန်ထုတ်ကုန်လေးဖြစ်တဲ့ UO 55တန်းတန်ကြီးရှိတယ်အီတန်ဝန်နရီသူကတော့ဒါအာဆင်နယ်အကယ်ဒမီထွက်ပေါ်လေနံပါတ်3နေရာမှာတော့ ဒါပါမီယက်ကနေချဲစီကိုရောက်လာခဲ့တယ်။အင်စတီဘာဝသူကတော့ယူကိုတန်း၈၀တန်းကြီးရှိတယ်။အသက်၁၈နှစ်နံပါတ်၂နေရာမှာတော့ဒါဘာစီလိုနာတင်းရဲ့ကစားမှာနံပါတ်၁ကလည်းဘာစီလိုနာပဲနံပါတ်၂နေရာဘာစီလိုနာကတော့ကူပါစီသူကတော့ယူကိုတန်း၈၀တန်းကြီးရှိတယ်။အသက်၁၈နှစ်နံပါတ်၁နေရာမှာတော့လမိုင်းရမဲကဒါအသက်၁၉နှစ်နဲ့ယူကိုတန်း၂၀၀တန်းကြီးရှိတယ်။အဲ့တော့ဒီကစားသမား၅ယောက်ကတော့ဒီအသက်၁၈တန်းနဲ့မှဆိုရင်တော့ဈေးကြီးဆုံးဥရောပကစားသမားကြီးပဲဖြစ်ပါတယ်။ကဲ အဆုံးထိကြည့်ပြီးတော့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ